2025 6လပိုင်းပေါ့ဗျာအလားဟောပေါ့ဂျွန်လပေါ့ဂျွန်လအတွက်တက်လာတာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါဗျာ။ရန်ကြီးမြန်မာပြည်ပါ။ကျွန်တော်တို့ရှင်ညာမင်းမိသားစုကကြိုဆိုပါရယ်ဗျာ။2025 6လပိုင်းပေါ့ဗျာ။အလားဟောပေါ့။ဂျွန်လပေါ့။ဂျွန်လအတွက်တက်လာတာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီ6လပိုင်းကတော့ထူးထူးတခြားလေးကတော့ကျွန်တော်တို့ကဒင်းငွေဂျိုးကနေပြီးတော့6လပိုင်းဂျိုးသွားတဲ့အခါမှာကျွန်တော်တို့ကတောက်ကြဂျိုးကုသွားမှာဖြစ်ပါတယ်ဒင်းငွေနေတဲ့တောက်ကြမှာထူးခြားတဲ့ဖြစ်စဉ်တွေကတော့ဒင်းငွေနေအပေါ်ကနန်းနေအားလုံးကတောက်ကြမှာအောက်ကနန်းနေဖြစ်ကုန်တာဖြစ်တဲ့အတွက်ပြောင်းမြန်နေဖြစ်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်ဒင်းငွေနေပတ်သက်တဲ့ဒီ6လပိုင်းတွေမှာဒင်းငွေနေသားသမီးရဲ့လူမဆိုးဘူးအိုးရင်လောက်ကန်နေပတ်သက်မှာချင်းလူချင်းအိုးရင်လောက်ကန်နေပတ်သက်မှာဒီချိန်မှာပြန်လဲတိဆောက်ရေးလုပ်ငန်းတွေလုပ်ရမယ် အဟောင်းနဲ့အစ်တင်ပတ်တယ်လို့ပြန်လဲတိဆောက်နေရမယ်အလုတ်ကင်အဟောင်းနေနဲ့ပတ်တယ်လို့ပြန်လဲကြုံတွေ့တတ်တယ်အိမ်ရနေထွက်ခွာသွားတဲ့လူများပြန်လဲရောက်ရှိတတ်တယ်အိမ်မှာရှိတဲ့လူတွေကပြန်လဲထွက်ခွာရတဲ့ကာလမျိုးတွေဖြစ်ပြီးဒီချိန်မှာအိုးရင်လုတ်ကင်နဲ့ပတ်တယ်မှာအဟောင်းများပြန်လဲတွေ့ဆုံပြီးအသက်ရှိတဲ့နေရာကိုတချို့တို့ကပြန်လဲပြောင်းရွှေ့ရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ရုတ်ချီရုတ်ချီအဟောင်းနေရာအေးအေးသေးသေးအိမ်နေဆောက်တယ်အေးအေးသေးသေးလုတ်တယ်အဘိကမတက်နေတယ်အဲအစ်တတွေကတော့ဗျုံစုခင်ဗျာကိုယ့်ရဲ့ဒေတာမဟုတ်တဲ့တခြားတွေရက်ပိုင်းတွေနိုင်ပိုင်းတွေ စက္ကန့်ပိုင်းအတွင်းမှာအုံတိုင်းနဲ့ပြေးရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်အိုးရေလောက်ကိုင်းနဲ့ပတ်သက်တဲ့ခொနေသားသမီးအားလုံးတို့ဒီအဆင်မပြေဘူးဆိုပါတော့ပြဿနာတွေရောက်တယ်ဆိုရင်တော့စနေဟိုရာဦးတော့အနောက်မြောက်တော့လက်နွားလို့ဒီတောက်ပြီးမှဆူတော့ပြဿနာကိုကြောက်တာပေါ့အိုးရေလောက်ကိုင်းနဲ့ပတ်သက်တဲ့ပြဿနာတွေကြောက်တယ်မိသားစုနဲ့ပတ်သက်တဲ့ပြဿနာတွေကြောက်တယ်အထွက်ခွာတဲ့အခါမှာလန်ကီးမှာသွားရတဲ့ခီးစီကြောက်နေတယ်ကြောက်တဲ့ပုံကအားလုံးတို့ဒီ6လပိုင်းတရက်နေရနေ30ရက်နေအတွင်းမှာဖြင့်ရာဦးတော့ အနောက်မြောက်တောင်ကိုလက်နွားနိုးလေးသွားပြီးမှဆူတော့အာအဝိန်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေပိတ်နေတယ်ပွင့်လန်းညင်နေဆိုရင်တော့ခင်ဗျလက်ဖက်လေးတစ်ခွက်ကိုဖြောဖြောပြီးမှရာဟုတောင်လက်တောက်လိုက်သမှာဗျာကြောက်ရင်တော့နွားနိုးတော့ပိတ်နေတာဖွင့်ညင်တော့လက်ဖက်လေးတောက်မယ်ဆိုရင်တင်းတော့မှာပိတ်ဆိုတဲ့အဝိန်လောက်ကိုင်းများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်မန်းနီပတ်သက်တဲ့ပတ်သက်တဲ့ကိစ္စမှာဒီနေ့ကြီးမှာအောင်မြင်ကြကြတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာပတ်သက်လေးတွေနဲ့ပတ်သက်တဲ့အဆင်ပြေနေတယ်ဆိုရင်တစုံတယောက်သောသူကိုခင်ဗျ ပတ်သက်နေပတ်သက်တဲ့အရွက်၃ရွက်၃ရွက်တီးတီးစူတောင်းမိမှာကုသိုလ်ပြုပါခင်ဗျာပတ်သက်လေး၃ရွက်၃ရွက်ဘာပတ်သက်ဖြစ်ဖြစ်တရားတန်၃ရွက်၅ရတန်၃ရွက်၁၀၀၀၃ရွက်ကြိုက်တာလေး၃ရွက်ကိုကိုင်းကိုင်းပြီးတော့ခင်ဗျာ၃ချိန်တီးတီးစူတောင်းခင်ဗျာအငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာသူလူထမ်းလိုက်တဲ့ကိစ္စ၃ရွက်ပြင်ခင်ဗျာအဲ့ဒါမျိုးအစာပေါင်းမြောင်များစွာဝင်ရောက်လာမှာဖြစ်ပါတယ်ဒါကြောင့်ငွေကြီးနဲ့ပတ်သက်လိုအပ်တဲ့ပုံကိုအားလုံးတို့ဒီခင်ဗျာပတ်သက်နေ၃ရွက်ကိုကိုင်းကိုင်းပြီးတော့၃ချိန်တီးတီးစူတောင်းမိမှာ တစုံတယောက်တော့သူကိုကုသပြုလိုက်ရမှာဗျာပြုလိုက်ရင်တော့ခမရမှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်စိတ်ဒီပြောလားဆိုပြောပါတယ်တကယ်ပြောလားဆိုမဟုတ်ဘူးလူကတခြားစိတ်ကတခြားအလူကဒီမှာနေအလောက်ကတော့နေရောက်နေတယ်အာအိမ်လူကတနေရစိတ်ကတနေရဖြစ်ပြီးစိတ်နဲ့လူနဲ့မကတ်တဲ့ကာလမျိုးတွေဖြစ်ပြီးစိတ်နဲ့ပတ်သက်တဲ့မှာအအောင်နောက်ဖွေရမယ့်ကြုံတွေ့ရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ။ဒါကြောင့်စိတ်နဲ့လူနဲ့မကတ်တဲ့ပုံကအားလုံးတို့ဒီတည့်ရသီးလေးကိုအင်္ကာတော့တည့်ရပင်ရတည့်ရခလေးပြည့်တည့်ရသီးလေးဖြစ်ဖြစ် တခုခုလေးနဲ့ပတ်သက်တဲ့ကိစ္စကိုကိုင်းအင်္ကာတော့အရှိတောင်တော့လဲပြီးမှဆုတော့အတင်းတည်းတီလေးရအတင်းတည်းရခလေးရအကျွန်တော်လေးငါလောက်ကမကောင်းဘူးပြစိတ်တွေညစ်နေတယ်ကျွန်တော်ဘယ်ကိစ္စဒီကြောင့်စိတ်ညစ်နေလဲဆိုင်ကမဝင်နိုင်ဘူးကားမဝင်နိုင်ဘူးလောက်ကမကောင်းဘူးအကြောင်းဝယ်အဆင်မပြေဘူးအိမ်မဆောင်နိုင်ဘူးအာပညာကြီးကဘယ်လိုခင်ဗျာဖြစ်ပေါ်နေတဲ့အခက်အခဲတွေကိုခင်ဗျာဆုတော့အင်္ကာတော့အရှိတောင်တော့လဲပြီးမှကိုင်းပြီးမှအဲ့ဒါလေးကြီးအဆင်ပြေပြီးအောင်အတင်းတည်းတီလေးရအတင်းတည်းရခလေးရကိုကြီးဆောင်ချောက်တော်မူပါဆိုတဲ့အကြောင်းလေးလေးသာသာနဲ့အင်္ကာတော့အရှိတောင်တော့လဲရင်တော့ ိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိမှာဖြစ်ပါတယ်ဗျာကိုယ်နဲ့နေနေဆက်တဲ့တလူယောက်ျားလူယောက်ျားတွေနဲ့ပတ်သက်တဲ့စိတ်နာနာမနိုင်လူနာတတ်တဲ့ဒီချိန်မှာလူတွေနဲ့ပတ်သက်တဲ့ကိစ္စမှာဟောပေါ့အဆုလိုက်တော့အဆုလိုက်ပဲလူနေနေတော့တည်တတ်တယ်အလူ30သွားမယ်10လောက်သေးမယ်အာခချီလောက်သေးမယ်အဲ7ယောက်တော့မကြိုးဘူးအဲ့ဒါမျိုးတည်တတ်တယ်လူယောက်ျားတွေနဲ့ပတ်သက်တဲ့နာကျင်မှုကိုဖြစ်ပေါ်တည်တတ်တယ်အဆုလိုက်ပြုံလိုက်ထွက်ပြေးရတတ်တယ်အဆုလိုက်ပြုံလိုက်ဟောပေါ့ဟိုခေါင်းငုံနေရတယ် အဲ့ဒါမျိုးကာလာတွေဖြစ်တဲ့ကာလာမျိုးဖြစ်ပါတယ်ဗျာဒါကြောင့်မိမိတို့နဲ့ပတ်သက်တဲ့သက်ဆိုင်ရာမိမိအိမ်တိုင်းအိမ်တိုင်းမှာမိမိတို့အိမ်ရာမှာရှိတဲ့ခင်းနေသောအိမ်ရခင်းလေးကိုလှန့်လန့်ပြီးမှဆူတော့ပြသည်မျိုးလေးတွေဖြာလေးတွေကိုလှန့်ပြီးမှဆူတော့အခင်းလေးတွေကိုခမရအိမ်မကြခဏချွတ်ဖို့ပြီးမှဆူတော့မယ်အခင်းပေါ်မှာစိတ်ချနိုင်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ပြဿနာတွေမဖြစ်ဘဲနဲ့အခင်းပေါ်မှာအာဝန်တော့တော့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ပြဿနာများပေါ်ပေါက်လာမှာဖြစ်ပါတယ်ဗျာဒါကြောင့်လူယောက်ျားတွေဓာတ်ပိတ်နေတဲ့ကိစ္စတွေပြီးရင်မိမိတို့ထိုင်တဲ့အိတ်တဲ့အိယာရဲ့အခင်းလေးတွေကို တန်ရှင်ပြုလုပ်ခြင်းဖြင့်သင်တို့မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လာမှာဖြစ်ပါတယ်။ကိုယ်နဲ့နီးနေဆက်တဲ့မင်းအုပ်ချုပ်တဲ့မင်းမင်းနဲ့ပတ်သက်တဲ့ကိစ္စဒီချိန်မှာပြည်ညာရေးနဲ့ပတ်သက်တဲ့ပိတ်နေရတဲ့ပွင့်နေအပြောင်းအချွေရာထူးထူးတွေနဲ့ပတ်သက်တာပိတ်တယ်။အတော့မြေယာရီနဲ့ပတ်သက်တဲ့ကိစ္စတွေမှာပိတ်နေတာပွင့်လန်းပြီးတော့အပြောင်းအချွေရာထူးထူးတွေအဆင်ပြေတယ်။မင်းနေရာလည်းဒီချိန်မှာအောင်မြင်လားဆိုအောင်မြင်ပါတယ်အဆင်ပြေလားဆိုလည်းပြေးပါတယ်။တကယ်တမ်းကျငွေကြီးနဲ့ပတ်သက်တဲ့ကြက်တဲနေတဲ့အခက်အခဲမျိုးဖြစ်ပါတယ်။အဆင်ကတော့ပြေးနေတာပဲငွေကြက်တဲ့ကာလမျိုး ဒါမှမဟုတ်အိမ်အောင်ရှိတော့မိမအဲကလေးအမေတွေနဲ့ရှုပ်ထွေးတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်မင်းနေနဲ့ပတ်သက်တဲ့တခုခုပိတ်ဆို့နေတဲ့ပုံကအားလုံးတို့ဒီတခုခုပိတ်စီရဆိုပါတို့ကြာသပတိနောက်ရကူလည်းအာလူကျော်လေးကိုစားပြီးမှစူတောင်းအာဖြစ်ပေါ်နေတဲ့အခက်အခဲကိုကြော်ချင်းလို့အတင်းအာလူကျော်လေးရဲ့ကျွန်တော်မင်းနဲ့ပတ်သက်တဲ့စကားတွေပြောမယ်ပြောတဲ့အခါမှာမင်းနဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့ပြဿနာညင်းပဲသူရဲ့ကိုယ်ရဲ့ညင်းညင်းညံ့တဲ့အဆင်ပြေပါသေးအတင်းအာလူကျော်လေးရဲ့ကျွန်တော်တို့ကလေးတွေအကြောင်းနဲ့ပညာရေးနဲ့ပတ်သက်လို့အမယ် အပ်တဲ့အခါမှာဒီအကြောင်းမှာစတင်အပ်တဲ့အချိန်အစပြီးပြီးဆုံးချိန်အထိအနေကင်းပြီးချင်းနဲ့ပြောပြောချင်းချင်းကြမ်းကြမ်းမှမှနဲ့ပညာကျင်သားနေအောင်ကုညီစောင့်ကြောက်တော်မူပါအတင်းအလူကျော်လေးရဲ့ကျွန်တော်မြေလေးဝယ်မယ်ကျွန်တော်မြေလေးရပြဿနာမရှိဘဲနဲ့ဒီအိမ်မှာတင်းနေနေတစ်ချိန်ချင်းမှာဒီနေမှာမိသားစုစုလိုက်ပြုံလိုက်အေးချမ်းချမ်းနဲ့နေပြီးအောင်မင်းနဲ့ကျမ်းကျမ်းမှမှချမ်းချမ်းသာသာနဲ့နေနိုင်တဲ့မြေမျိုးလေးရအောင်ကုညီစောင့်ကြောက်တော်မူပါနော်ကျွန်တော်အတင်းအလူကျော်လေးရဲ့ကျွန်တော်ယာတုတို့ပြီးတော့ပြောင်းနေတယ် ြောင်းရင်နဲ့ဘယ်နေရာဘယ်နေရာကိုပြောင်းရင်နဲ့ပြောင်းအောင်မကိစ္စလေးတွေစဉ်းပြခြင်းနဲ့အမြန်ဆုံးစဉ်းပြအောင်အသင်အာလူကျော်လေးကကုညီစောက်ကြောက်တော်မူပါဆိုတဲ့အကြောင်းကြာသာအာလူကျော်လေးကိုကြာသာပရိအနောက်ရလှည့်စပြီးမှဆူတောင်းမယ်ဆိုရင်တော့မင်းနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းအလဲရာထူးထူးနဲ့ပတ်သက်တဲ့မိယာတွေနဲ့ပတ်သက်တဲ့မိန်းမတွေနဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးအစဉ်ပြေမှဖြစ်ပါတယ်ကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရဘဲနဲ့အီလေလေဖြစ်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်အီလေလေဖြစ်နေတဲ့ ုနှစ်သာသမီပုဂ္ဂိုလ်အပေါင်းအားလုံးတို့ဒီအဲဒီကောင်မြတ်တစ်ခုနဲ့လွဲကြောနေဗုဒ္ဓတောင်ရကိုလက်ရေးလေးသားအောင်ပြီးမှဆုတောင်းအတင်ရေးလေးအာကျွန်တော်တို့ခီးစကားတွေနဲ့ပတ်သက်တာလွဲကြောနေတယ်ကျွန်တော်ဒီကနေ့ပဲဘေဟုခီးသွားမှာအသွားတဲ့ခီးတွေအစင်ပြေးခြင်းနဲ့ကျွန်တော်သားတွေတမီးတွေကနိုင်ငံခြားကိုသွားမယ်သွားမယ်လမ်းကြောင်းလေးတွေအစင်ပြေးခြင်းနဲ့သူတို့ကနိုင်ငံခြားပြန်လာမှာပြန်လာမယ်လမ်းကြောင်းလေးတွေအစင်ပြေးခြင်းနဲ့ကျွန်တော်သူတို့နဲ့စကားပြောမယ်ဗျာတက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့စကားပြောမယ်ပြောတဲ့အခါမှာသူရယ်ကိုရယ်ပြောရယ်ဆိုတဲ့ကိစ္စလေးတွေအစင်ပြေးအောင် အသင်ရေလေးကအကူကြီးစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရကိုလည်းရေလေးတောက်ပြီးမှသူတောင်ကြီးအားဖြင့်တင်းတို့မှာပိတ်ဆို့နေတော့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်အဲ့ဒါတစ်ချက်နောက်ကိုယ်နဲ့ပတ်သက်တဲ့နိနေဆက်သက်တဲ့ရိုးပါပေါ့ရိုးရနဲ့ပတ်သက်မှာနေသက်တဲ့ဇာအကောင်းနေတိုင်းနေအာမကောင်းဘူးအဲ့ဒီနေသက်ဒေတာကိုတိုင်းရလူတွေသွားမယ်တင်းပါပဲအနေသက်ဒေတာမှာပြဿနာမရှိဘူးအဲ့တိုင်းနေကိုနေပြတော့လူတွေလာမယ်တင်းပါပဲဘာဖြစ်လို့သူတော့ခမရအေးဟိုနေပြတော့လာလို့ ိုင်ငံခြားလူတွေဗမာပြည်ကိုလာမယ်သေးမှာပဲဘာဖြစ်လို့ဆိုတော့ဒီချိန်မှာကိုယ့်ရဒေတာမှုတို့တခြားအရာဒေတာနိုင်တဲ့နေရာနဲ့မြင့်တဲ့နေရာမြင့်တဲ့နေရာနိုင်တဲ့နေရာသွားရင်သေးမှာပဲမြို့ကနေတော့သွားရင်သေးမှာပဲတော့ကမြို့တဲ့မသေးဘူးဗျာဟမ်အဲ့လိုမျိုးတွေဖြစ်တဲ့ရိုးကဖော်မဒုရာကျော်မှဖြစ်ပါလေဗျာဒါကြောင့်ပြည်နယ်တွေအားကောင်းပြီးတော့အပြည်မတွေအာမကောင်းတဲ့ကာလမျိုးနိုင်ငံခြားတွေအာကောင်းပြီးတော့ကိုယ်နိုင်ငံမှာအာမကောင်းတဲ့ကာလမျိုးကျွန်တော်တို့ဒီလိုကာလချိန်တွေပြောတဲ့အခါမှာကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူမျိုး ကျွန်တော်တို့ရိုးရော်ကိုပြောနေတယ်လို့ပဲနိုင်ငံရေးနဲ့ပတ်သက်တဲ့ကိစ္စမှာငွေကြေးနဲ့ပတ်သက်တဲ့ကြက်တဲမှုအိုးရင်လောက်ကနေပတ်သက်တဲ့ပြည်စင်မှုအဲစစ်မဲ့ရေးရနဲ့ပတ်သက်တဲ့လူအများများသိသိမှုစိတ်ဓာတ်ကြတဲ့မှုတယောက်နဲ့တယောက်နိုင်နဲ့စင်းနေလို့မှုဆိုတဲ့ကိစ္စတွေလည်းကြုံတွေ့နေရတာဖြစ်ပါတယ်ကျွန်တော်တို့ဗမာပြည်အတွက်ရင်မဟုတ်ပါဘူးဒါနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းနှိမ့်နေဆက်ဆက်ပါတယ်အကုန်လုံးခံစားနေရတဲ့လူတွေပြီးပါပဲငွေကြက်တဲ့လူလောက်ကန်ကြက်တဲ့လူပြဿနာတက်တဲ့လူသေးတဲ့လူသေးတိုင်းသေးချင်းဆုံးနဲ့သေးတဲ့လူအိုးအကုန်လုံးကကိုယ့်ကိုယ်ကဖြစ်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ် ဒါကြောင့်ယောကဖို့ကြပါယောကဖို့ရင်ဒုရာကျော်မှာဖြစ်ပါလေဗျာဒါကြောင့်အကြောက်တရားတွေရှိတဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီမြည်သူလူမျိုးမဆိုခမနွားနိုလေးကိုဘုရားကိုလူပေးဒါမှမဟုတ်နွားနိုလေးကိုဖျောဖျောပြီးမှဆုတောင်းကိုကြောက်ရတဲ့ကိစ္စတွေငြင်းညံ့မှသေးကြောင်းအန္တရာယ်မှလွတ်ပါသေးကြောင်းဆုတောင်းပြီးမှတစုံတစ်ယောက်တို့သူ့ကိုအစာအာဟာရကုသိုလ်ပြုလိုက်ပါဗျာအဲ့ဒါခမပြဿနာတွေငြိမ့်သွားလိမ့်မယ်လူတွေနဲ့ပတ်သက်တဲ့ကိစ္စမှာချစ်ချစ်ခင်ခင်နေမယ်ပြဿနာခင်ခင်နေမယ် အောင်မင်းကျော်စာဝင်နေတွေပြည်သူငင်းနဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာအစုလိုက်ပြုံးလိုက်ဝင်နေတဲ့တာသနာတွေပြုတ်ကျင်နေဆိုတော့လက်ဖက်လေးကိုဖျောဖျောပြီးမှစူးတောင်းပြီးမှတစုံတယောက်သောသူကိုကုလို့ပြုလို့မယ်ဆိုတော့ငွေကြီးများအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်မယ်နော်တာသနာပြုတ်နိုင်မယ်အနောက်ချက်တွေကင်းမယ်အချစ်တယောက်နဲ့ချစ်ခင်များနှုတ်မှုတွေပုံမှုတိုးတက်လာမှာဖြစ်ပါတယ်ဒါကြောင့်မိမိတို့ကြိုက်နေတဲ့ရိုးရဖော်တဲ့ကိစ္စမှာအကြောက်ရင်နွားနိုးလေးကိုကုသိုလ်ပြုပြီးတော့အဲ့ဒါခမငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအောင်မြင်ကျော်ချခြင်းနဲ့အဆင်ပြေခြင်းနဲ့ဆိုရင်တော့ လပိတ်လေးဖြောပြီးပါကုသိုလ်ပြုမယ်ဆိုရင်တင်းတို့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုကြောင့်တင်းတို့မှာရိုးရဖော်လို့ဒိုးရကြော်ပြီးပြဿနာများကင်းပြီးတော့ငွေကြေးများဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ဒီဘက်မှာပေးတဲ့ရေတရားလေးတွေရွှေညမင်းပြည်သားသူကပေးတဲ့ရေတရားလေးကလိုလေလေးတွေပေးနေတာပါဒီဒီဘက်ထဲမှာဒီလားထဲမှာကံကောင်းသေးတဲ့ကဏ္ဍနေရတော့လေးတို့သုံးတို့ခွန်းတို့အားကောင်းတဲ့ပြုလေးသုံးတို့လေးခွန်းတို့သုံးခွန်းဆိုတဲ့ကဏ္ဍလေးတွေအားကောင်းတဲ့အောင်ပါလေးတီကိုအနောက်ရကိုလက်ရေလေးတောက်ပြီးမှဆူတောင်းပြီးမှ အမှတ်၄၃ခုဆိုတဲ့အားလေးတွေခွေးမယ်ဆိုလို့ရှိရင်တို့မှာပိတ်ဆို့နေတဲ့ထီကံများလဲအများဆုံးပွင့်လန်းမှာဖြစ်ပါလေဗျာကျွန်တော်တို့အင်္ဂလိပ်လိုလာတန်တရက်နေမတိုင်းမီမှာလွှင့်တဲ့ကိစ္စတွေကတလားသားတွေဖြစ်ပါလေအဲ့ဒီတလားသားကတော့ခုနှစ်သာသမီနဲ့ပတ်သက်တဲ့ကိင္ကဏတစ်ခုသေးဟူတာအလုံးတွေချုံပြီးဟောကြားထားတာဖြစ်ပါလေအထူးသဖြင့်ကျွန်တော်တို့အင်္ဂလိပ်လို15ရက်နောက်လ15ရက်မှာတလားသားတွေကတော့တနင်္ဂနွေသာသမီတနင်္လာသာသမီအင်္ဂါဗုဒ္ဓကျသာပိတောက်ကြစနေသာသမီတွေနဲ့ပတ်သက်တဲ့တစ်ခုစီတစ်ခုစီကျွန်တော်တို့ ဟောတိတယောက်ချင်းစီကင်းပြနေမှာဖြစ်ပါတယ်ဘာဖြစ်လို့ဆိုကျွန်တော်တက်လာတာမှာကျွန်တော်တို့ကလာပိုင်းအင်္ဂလိပ်လိုတရက်နေလိုလုံလို့ချင်းတက်လာတာကျွန်တော်တို့က15ရက်ကျော်သွားရင်နောက်ဂျိုးတစ်ခုကိုပြောင်းသွားတာဖြစ်ပါတယ်ကျွန်တော်တို့ကဓာတ်ဆိုင်နေဆရာတွေဖြစ်တဲ့တဲ့အင်္ဂလိပ်လို15ရက်ကစပြီး15ရက်မှာဆုံးပါတယ်ရိုးအင်္ဂလိပ်လာတွေကတော့တရက်နေမှာစပြီးတော့30တရက်နေဆုံးတာဖြစ်တဲ့အတွက်ကျွန်တော်တို့တရက်နေမတိုင်မီမှာဒီရေရာတွေချင်းအစင်ပြတ်ပြီးတော့15ရက်ကျော်ရင်တော့အစင်မပြတ်ဘူးတခါတလေမှာ တရက်နေရ19ရက်တွင်မှအဆင်မပြေတာပဲနဲ့19ရက်ကျော်မှအဆင်ပြေတာမျိုးတွေကြုံတွေ့နေရတာဖြစ်တဲ့အတွက်ဓာတ်ရဲ့ခွန်ရသာသမီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတလားသာတွေကိုပြင်ပြပြီးတော့19ရက်ကျော်ရင်တော့တူချင်းတနင်္ဂနွေသာသမီးတို့တနင်္ဂနွေတယောက်ချင်းတယောက်ချင်းကိုကျွန်တော်တေချာစနစ်ကြတင်ပြပြီးတော့မှဖြစ်ပါတယ်ကျွန်တော်ပြဖို့တဲ့ရေရာလေးတွေကိုပြုလုပ်ချင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စတွေလည်းအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဒီရေရာလေးကိုဒါရုံရုံကြည်ကြည်လောက်ပါဗျာခင်ဗျားတို့ဒီကကျွန်တော်တို့ဘာမှမလိုချင်ဘူးခင်ဗျားတို့ကျွန်တော်တို့ဘာမှမလိုကျွန်တော်တို့ဒီလို light တွေလင်းနေတဲ့အတွက် ကျွန်တော် internet တွေသုံးတဲ့အတွက်တစ်လောက်2000ခွဲလောက်ကုန်တယ်အဖုန်းတွေဆက်ပြီးတော့စကားပြောတဲ့အတွက်တစ်လောက်3000ခွဲလောက်ကုန်တယ်စုစုပေါင်းကျွန်တော်တို့4000လောက်ကျွန်တော်တို့ကုသိုလ်လုပ်တာဖြစ်ပါတယ်ကျွန်တော်ကုသိုလ်များလာဖြစ်ပါတယ်ခင်ဗျားတို့စီမှာတစ်စုံတစ်ယောက်သုံးတီးရတခုလူရလူရညာအစီအစဉ်နဲ့ကျွန်တော်တို့ဘာမှပြုလုပ်သွားတာမဖြစ်ပါဘူးရှင်ညာမိမိသားစုကလိုအပ်တဲ့ခွန်ရသားသမီးနဲ့ပတ်သက်တဲ့ကိစ္စမှာတခုခုကူညီဖို့စောင့်ရှောက်ဖို့တခုခုအကြံပေးနိုင်ဖို့အတွက်ဒီတိစောက်ပြီးတော့ရည်ရွယ်ထားတဲ့ပြီးတော့ဒီ channel လေးကိုဖွင့်ခြင်းများတာဖြစ်ပါတယ်ဒါကြောင့်ဒီတက်လာတာလေးတွေကို ယုံကြည်နဲ့ပြုလုပ်ခြင်းဖြင့်သင်တို့မှာပိတ်ဆို့နေသောကိစ္စများအမြန်ဆုံးပွင့်လန်းပါစေကြောင်းလေးလေးစားစားဆရာကြီးမြန်မာပြည်မှာဆုတောင်းလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ